အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကတီချိုးဆိုပါရယ် Champion Bay တက်တဲ့အောင်းမင်္ဂလာပါဆိုတော့ဒီကနေ့ရဲ့နောက်ဆုံးရအားကြသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ England ကလန်ဒန်မြို့မှာရှိတဲ့ Wembley ကွင်းကြီးနဲ့ Barcelona က Spotify Camp Ludo က2029ဥရောပ ချန်ပီယံလိပြိုင်ပွဲရဲ့ final ကိုကျင်းပဖို့ duty far မှာတင်သွင်းပြီးတော့ရှင်ပြိုင်သွားဖို့ရှိတယ်လို့ဖော်ပြထားတယ်ဆိုတော့ဒီ decision ကို2026 September မှာဆုံးဖြတ်ချက်ချမှာဖြစ်ပြီးတော့ Camp Nou နဲ့ Wembley တို့ကအင်ရှင်ဖြစ်ကျင်းပချင်တာပါ Bayern Munich အသင်းကတော့2025ခုနှစ်ပုံမှာပဲသူတို့ဘက်ကထပ်ပြီးတော့အင်ရှင်ဖြစ်ထပ်ပြီးကျင်းပဖို့ကြိုးပမ်းဖို့ရှိပါတယ်ဒီချိန် Bayern က2028 Champions League Final ကိုနောက်ထပ်တစ်ချိန်ထပ်ပြီးကျင်းပ권လိုချင်နေတာဖြစ်တယ်2022ခု ကသူတို့ final မှာတစ်ကြိမ်ကျင်းပထားတယ်ပြီးတော့မှ2025ခုနှစ်မှာဘိုင်ယန်ကတစ်ကြိမ်ကျင်းပခဲ့ပြီးနောက်ပိုင်းမှာ2018မှာထပ်ပြီးကျင်းပခွင့်ရဖို့ကြိုးပမ်းရရှိတာပါ Vice Company ရဲ့ဘိုင်ယန်မြို့နယ်အသင်းမှာသူရဲ့ contract တည်စာချုပ်တစ်က2029ထိချုပ်ထားတယ်အဲ့စာချုပ်မှာ Champion League ဘူးဆွဲရင်ရမယ့်အပူ bonus တွေကိုထည့်သွင်းထားပြီးတော့ ်ဘိုင်မြူနစ်အသင်းကချန်ပီယံလိဂ်ပြပိုင်ပွဲမှာဘူဆွဲနိုင်ဖို့သူတို့ဘက်ကအထူးကဘောနပ်စ်ကိုထည့်သွင်းပေးထားတယ်လို့ဆိုပါတယ်ဘာဆိုနာအသင်းရဲ့နောက်ခံလူအဲရစ်ကာစီယာကိုကလပ်ကသက်တမ်းထပ်တိုးဖို့သဘောတူပါတယ်အသက်24နှစ်ရွယ်ရှိတဲ့အဲရစ်ကာစီယာကယာတီကုံမှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးတော့ ကက်တလန်ကလက်ကသူ့ကိုကာလာရှိချာသဘောတူညီမှုရရှိထားတာဖြစ်တယ်။ဟန်စီဖလစ်ကတော့အသင်းမှာပွဲဆက်ဇက်တိုက်ကစားနေရတဲ့ကစားမတွေတဲကဖရန်ကီတီယောင်ဂျူကွန်တီနဲ့မာကတ်ဆွဲရှိုးတို့အားလုံးကို extra DOD ပေးပြီးတော့ဒဏ်ရာပြသနာတွေမဖြစ်အောင်ဂျူတင်ကာကွယ်ပြီးသူတို့ကိုခွင့်ပြုခဲ့တယ်လို့ဆိုထားပါတယ်။ရီယယ်မက်ဒရစ်အသင်းကတော့ယူရီဖာကနေယူရို၄.၅ဘီလီယံရဖို့တောင်းဆိုထားသလိုတစ်ဖက်မှာလည်းသူတို့ဘက်ကစူပါလိပြိုင်ပွဲကြီးပြက်ပြဲသွားတဲ့ ဲ့အတွက်ရောချင်းငွေနဲ့တရားစွဲမှုပြင်ဆင်မှုတွေပြုလုပ်ထားကြောင်း Spain Radio တွေကဖော်ပြထားတာပါအခုလက်ရှိမှာ Real Madrid အသင်းက Vinicius Junior ကိုတက်တန်းထပ်တိုးလို့မရခဲ့ရင် သူ့ကိုလူချင်းတဲ့အသင်းဒီထဲမှာဘိုင်မြူနစ်တို့ပါရီစင်ဂျာမိန်နဲ့ပရီးမီယာလိကလပ်တွေအပြင်ဆိုဒီယာရေဗီယာကလပ်တွေကစိတ်ဝင်စားပြီးတော့ယူရိုတန်း150လောက်နဲ့ခေါ်ဖို့ဆန္ဒရှိနေတာပါတချိန်တည်းမှာပဲဂျူဗန်တက်စ်ကတောင်ပံကစားမှာကန်နန်ယယ်တစ်ကို CDA ကလပ်အသင်းကတက်တန်းထတ်တိုးမှာဖြစ်တည်တိုင်အောင်လက်ရှိမှာပရီးမီယာလိကလပ်အသင်းတွေဘာဆိုနာနဲ့ PSG အသင်းတွေကစိတ်ဝင်စားလေရှိတဲ့ကန်နန်ယယ်တစ်ကအခု ဒါနီးပြတဲ့ specialty လက်ထက်မှာအရေးပါမဲ့ကစားမဖြစ်သတ်မှတ်ခံထားရသည့်တိုင်အောင်အင်္ဂလိပ်ကလပ်တွေကစောင့်ကြည့်လျက်ရှိတာပါတစ်ဖက်မှာတော့ ပရီးမီးယားလီဂလာမဲဘောက်စင်ဒေးကာလမှာဝယ်စင်တပွဲပဲကံပိုဆုံးဖြတ်လိုက်တယ်ဆိုတော့လာမဲဒီဇင်ဘာ26ရက်နေ့ဘောက်စင်ဒေးမှာ Manchester United နဲ့ Newcastle United ပွဲစဉ်တပွဲတည်းကိုပဲ Boxing Day feature ဖြစ်သုံးသွားမှာဖြစ်ပြီးတော့မှကျန်တဲ့ပွဲစဉ်တွေကိုစနေတရင်ကနေမှပုံမှန်တိုင်းကျင်းပမှာဖြစ်ပြီး1920ကျော်နောက်ပိုင်းဒါပထမဆုံးအချိန် ဘောက်စင်းတေးမှာပရီးမီးယားလိပွဲစဉ်တပွဲပဲကန်တဲ့ပွဲစဉ်ဖြစ်လာမှာပါအခုမာဆေးသင်းရဲ့တိုက်စင်မှုမေဆန်ဂရင်းဝုဒ်ကိုပရီးမီးယားလိကလပ်အများစုကခေါ်ဖို့စိတ်ဝင်စားလျက်ရှိကြောင်းဖော်ပြလျက်ရှိတယ်မာဆေးဘက်ကတော့မေဆန်ဂရင်းဝုဒ်ကိုရောင်းချဖို့ပြင်ဆင်ထားတယ်ပြောင်းရွှေ့ကြီးတန်း80လောက်ထိမျှော်လင့်ထားပြီး မန်ယူနိုက်တက်ကဒီကစားမကို90ရာခိုင်နှုန်းရောင်းချခွင့်ကြောင်းသူတို့ဘက်ကလည်းကြီးမြင့်မြင့်နဲ့ရောင်းချနိုင်ဖို့မျှော်လင့်ထားတာပါလီယိုမက်ဆီကတော့မေဂျာလိပြိုင်ပွဲမှာဒီထက်ပိုပြီးတော့တိုးတက်လာဖို့အတွက်မေဂျာလိပြိုင်ပွဲရဲ့စီးမြင့်အချို့ကိုပြောင်းလဲဖို့သူဘက်ကတောင်းဆိုလိုက်တယ်အထူးဖြင့်မေဂျာလိပြိုင်ပွဲမှာပြိုင်ပွဲဝင်ကလပ်အသင်းရဲ့လောက်ခလာစာတတ်မှတ်တဲ့ salary cap ကြောင်း ဘယ်ထိတ်တန်းအဓိကကစားမအများစုအသင်းကိုရောက်လာဖို့ခက်ခဲကြောင်းနဲ့အဲ့ salary cap ကိုသူတို့စီမင်းကိုပြောင်းလဲပြစ်နိုင်မှာပဲ major league က တိုးတက်လာတဲ့လီဖြစ်ပို့ပြီးတော့မြန်ဆန်လာနိုင်ပဲလို့သူက3ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့အာစနယ်အသင်းကခုလက်ရှိဘတ်စကိုတကားမရဲ့လူငယ်ကစားမ Ryan ဆိုတဲ့ chatting league ကိုသဘောကျလည်ရှိတယ်။ဒီ chatting league ကိုပြောင်းရွှေ့ခြင်း22တန်းလောက်နဲ့လောလောဆယ်မှာသူတို့ကစိတ်ဝင်စားပေမဲ့ဘတ်စကိုတကားမကသူတို့ရဲ့ကစားမကိုပေါင်35တန်းသတ်မှတ်ထားတာဖြစ်တယ်။မြောက်လန်ဒန်ကလပ်ကသူ့ကိုစိတ်ဝင်စားတဲ့အချိန်လက်ရှိမှာ Premier League က Chelsea Tottenham နဲ့ ရီယယ်ဘတ်တီအသင်းတွေကလည်းခေါ်ချင်နေတာဖြစ်တယ်။အာဆနယ်သင်းရဲ့ဂါဘရီယယ်မာတင်နယ်လီနဲ့ဆာလီဘာတို့နှစ်ယောက်ဒီတစ်ပတ်ကိုလွဲချော်ပေမဲ့ ဂျာရဲ့ချန်ပီယံလိဒါမမို့ရှင်ရှေ့တစ်ပတ် weekend ဆန်ဒလန်နဲ့ပွဲစဉ်တွေ့တော့အသင်းပါဝင်လာဖို့ရှိကြောင်းဖော်ပြထားပါတယ်။ BKR Theta ကလာမယ့်နိုဝင်ဘာ23ရက်နေ့ Chelsea နဲ့ Campbell Stamford Bridge က London Derby ပွဲမှာ Martin Odiga, Nondi Matuike နဲ့ Kai Havertz တို့အားလုံးပြန်ကစားနိုင်ဖို့မျှော်လင့်ထားတယ်လို့ဆိုပြီးတော့အဲ့ Derby ပွဲအတွက် through back ကရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ Chelsea အသင်းရဲ့အဓိကကစားမ Kopa Mane လာမယ့်တစ်ပတ်ကြာလောက်ဆိုရင် Chelsea အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင် ိုင်မှာဖြစ်တယ်။ဒိုင်ယာပြဿနာကြောင့်ဝက်ဆန်နဲ့ပွဲပြီးရကနာသလိုမန်ယူနိုက်တက်နဲ့ပွဲအတွင်းမှာလည်းလူစားလန်ခဲ့ရပြီးဒိုင်ယာရနေတဲ့ကိုဖာမာတယောက်မကြမီ ပြန်ကစားနိုင်မှာဖြစ်ပြီး တပတ်ကြိုလောက်ပဲခူပါမှာဆက်ပြီးနားရတော့မှဖြစ်ကြောင်းအန်ဇူမာဇာကအတည်ပြုထားပါတယ်။လင်ဒီလက်ကဟိုတနေ့တုန်းကထုတ်ပယ်ခံရတဲ့အနီကက်ကြောင့်အသင်းပေါ်တွေနဲ့ပေးသက်တည်နီးပြဖွဲ့နေအားလုံးကိုတောင်းပန်ခဲ့တယ်။ဒါဟာမှားယွင်းတဲ့သုံးဖြတ်ချက်တွေဖြစ်ပြီးတော့ဒီလိုပုံစံမျိုးတွေထပ်မဖြစ်ဖို့အန်ဇူမာရစ်ကာကကစားမတွေကိုတတိပေးထားပါတယ်။ချက်စီတင်ကအခုလက်ရှိမှာစွာပေါ့အသင်းရဲ့လူငယ်ကစားမယော်ကွင်းဖာနီချီလီဆိုတဲ့ချက်တိလေးကိုစိတ်ဝင်စားလေးရှိတယ်။အသက်23နှစ်ရွယ်ရှိတဲ့ ာဂျင်တီးနားလူငယ်တိုက်စစ်မှုကို AC Milan အသင်းကပါခေါ်ချင်နေပြီးတော့ Chelsea ကသူတို့ပိုင်ကလပ်အသင်းကနေ လာမယ့်ရာသီမှာခွန်ယူဖို့ဆန္ဒရှိနေတာဖြစ်တယ်။ Manchester United အသင်းကပူဆောင်းရာသီမှာကစားမအသစ်ဝယ်ယူမဲ့ကိစ္စကိုစဉ်းစားနေဆဲဖြစ်ပြီးတော့သူတို့ငွေကြေးရှာဖွေလျက်ရှိနေဆဲဖြစ်တယ်။အခု Napoli ကနေ Rasmus Hojlund အပြောင်းရွှေ့အများဆုံးအပိသက်ဖို့မျှော်လင့်ထားသလိုကစားမရောင်းချမှုနေနဲ့ Thailand Malaysia အပါအဝင်တချို့ကစားမအပြောင်းရွှေ့တွေကိုလည်းမျှော်လင့်ထားတယ်လို့ဆိုပါတယ်။ Man United အသင်းရဲ့တိုက်စင်ဘူး Brian Ambuemo က October လအတွက် United ရဲ့တလတာအကောင်းဆုံးစုကိုထပ် က်ပြီးရရှိခဲ့ပါတယ်။ဒီနေ့ရာသီတွင်းမှာ Brian Ambuemu က Manchester United ရဲ့တလတာအကောင်းဆုံးစုရဲ့၃ချိန်မှာနှစ်ချိန်မြောက်ရရှိထားလို့သူကအခုလောလောဆယ်မှာလည်း Premier League ရဲ့ အကောင်းဆုံး nominee ဆင်းထဲမှာပါဝင်ထားသူဖြစ်တယ် Manchester United အသင်းအနေနဲ့အခုလောလောဆယ်အနေထားအရသူတို့အသင်းရဲ့အပြောင်းလဲတွေကြားထဲမှာလက်ရှိနေထားအရအသင်းကောင်းဆောင် Bruno Fernandes အပါဝင် Carlo Casemiro နဲ့တစ်ပတ်က Harry Maguire လို့ကစားမတွေရဲ့စာချုပ်တိကိစ္စကိုသူတို့ဘက်ကစကားပြောနေစေဖြစ်တယ် Harry Maguire ကိုတနစ်ထပ်တိုးဖို့အခွင့်အရေးများပြီး Carlo Casemiro ကိုညှိတိုင်းနေတယ်လို့ Bruno ကလည်းသူ့ရဲ့အနာဂတ်ကိုယာတီကုံမဆုံးဖြတ်သွားမှာဖြစ်ကြောင်းဆိုထား ပါတယ်လီဗာပူးအသင်းကပြိုင်ပွဲဆုံးပွဲ20မှာ ကလိရှိနှစ်ပွဲပဲရထားတဲ့ပြဿနာအခြေအနေကိုအာနီစရောကစပြီးတော့တိချာ analyze လုပ်နေပြီဖြစ်တယ်။ခံစပိုင်းအာနေမှုကွင်းလေပိုင်းအာနေမှုတွေကြားကနေပြိုင်ပွဲ20ထိပြိုင်ပွဲစုံကစားခဲ့ပြီးနှစ်ပွဲသာပြီးခုမရှိကစားနိုင်တာကသူတို့သင်းတွက်အများစွာရုံးကန်ရတဲ့အချက်ဖြစ်ကြောင်းနဲ့အိုက်ခံစီကြောင်းကိုတိချာပြင်ဆင်ဖို့လိုအပ်ပြီလို့တည်ပြလိုက်ပါတယ်။လက်ရှိမှာတော့ Liverpool ကဘရီရှာတော့မန်ရဲ့နောက်ခံလူ Nico Schotterbeck ကိုတောက်လျှောက်ကြည့်နေတယ်။ဒေါမန်ကသူတို့ရဲ့ ာမာခီရင်အတီယီမီနဲ့ရှော့တပတ်တို့နှစ်ယောက်လုံးကိုတတ်တန်းထတ်တိုးဖို့လုပ်နေတဲ့အချိန်တနစ်ကိုယူရို14တန်းလောက်တောင်းဆိုတဲ့လကကြောင့် တော့မှန်တော့အခက်အခဲဖြစ်တဲ့ချင်းလီဗာပူးကအဲ့လောက်ကလာစာမျိုးပေးချေဖို့ဆန္ဒရှိကြောင်းဆိုပါတယ်လီဗာပူးအနေနဲ့လက်ရှိမှာအက်စွန်ဗီလာအသင်းကိုအငှားချထားတဲ့ဟာဗီအဲလီယက်ကိုအပိသက်ရောင်းချဖို့အတွက်အခက်အခဲဖြစ်နေစေပါဟာဗီအဲလီယက်ကတတ်မှတ်ထားတဲ့ပွဲရည်တွေးပြီးမှပဲဗီလာကသူ့ကိုအပိသက်ခေါ်မှာဖြစ်ပြီးတော့ပေါင်35တန်းတတ်မှတ်ထားတာဖြစ်တယ်ဒါပေမဲ့လည်းဟာဗီအဲလီယက်ကဗီလာကိုရောက်လာပြီးကပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့အတွက်နွေယာတီမာလီဗာပူးကို ပြန်လာရပွဲရှိကြောင်းဆိုထားပါတယ်။အာလင်ဟာလန်နဲ့ရူတီတို့ဒဏ်ရာပြဿနာကပြန်ကောင်းလာတဲ့အတွက်စန်တီကံမဲ့ပွဲစဉ်တွေကိုပြန်ပါမှာဖြစ်ကြောင်းနဲ့သူတို့နှစ်ယောက်ဒဏ်ရာပြန်ကောင်းလာပြီဖြစ်ကြောင်းအတည်ပြုထားတာဖြစ်ပြီးရူတီကတော့ပွဲထွက်ခွင့်အပြေးဝါရဖို့ ပွဲဆက်ဆက်ချင်းပွဲထွက်ဖို့နဲ့ကြက်ခိုင်မှုဘလောက်ပြေးဝလဲကိုစောင့်ကြည့်ရမှာဖြစ်တယ်လို့ဆိုပါတယ်ကလိုဒီယိုအရှာဗာဝီကလည်းဘိုင်ယန်လီဗာပူးစင်ကိုအကားထွက်ကစားပြီးမှခြေစွမ်းမပြနိုင်လို့ပွဲထွက်ခွင့်မရတဲ့အတွက် Republic ကိုပြန်ပြီးတော့အကားတွက်ကစားခြင်းနေကြောင်းဖော်ပြထားပါတယ်တစ်ဖက်မှာတော့ Manchester City အသင်းကသူတို့အသင်းရဲ့အပြောင်းလဲတွေနဲ့စောင့်ရတီမှာညာနောက်ခံလူတယောက်ခေါ်ယူသွားပွဲရှိတယ် Man City အနေနဲ့ Matthias Nunez နဲ့ Rico Lewis ကိုသုံးစွဲနေရတီတိုင်အောင် ညာနောက်ခံလူတယောက်တော့သူတို့ဘက်ကစိတ်ဝင်စားလျက်ရှိကြောင်းဖော်ပြထားပါတယ်။ Tottenham Hotspur အသင်းရဲ့နောက်ခံလူ Mickey Van de Ven ကို Liverpool အသင်းကစိတ်ဝင်စားလို့ Real Madrid ပါဝင်အသင်းများစုလိုချင်တဲ့ ဗန်ဒပန်ကတပတ်ကိုပေါင်9000တာရရှိပြီးတော့အဲ့အသင်းလေးကစန်ဂျေတီဂျီကန်လိုက်ချင်တာဖြစ်ပြီးရယ်မက်ဒရစ်ရောလီဗာပူးအသင်းကပေါင်88တန်းလောက်ထိမစ်ကီဗန်ဒပန်ရဲ့အပြောင်းအရွှေ့အတွက်သုံးချင်နေတာဖြစ်တယ်။ဒါစပါအသင်းကသူတို့ရဲ့တိုက်စစ်ပိုင်းအတွက်ဂျူဗန်တက်စ်တိုက်စစ်မှုဂျိုနသန်ဒေးဗစ်ကိုချင်ကပ်လေရှိပြီး25နှစ်သားကနေဒါတိုက်စစ်မှုကိုသူတို့ရဲ့တိုက်စစ်ပိုင်းအတွက်ခေါ်ချင်နေတာပါ။ထော်တန်ကဝက်ဆန်ယူနိုက်တက်သားတန်းစင်းရင်သူတို့ရဲ့အသင်းကောင်းဆောင်တိုက်စစ်မှု ဂျာရဘူဝင်ကိုပေါင်တန်း60နဲ့ခေါ်ယူနိုင်ဖို့မျှော်လင့်ထားတယ်လို့ဖော်ပြထားပါတယ်။ဒါ Brighton မှာခြေစွမ်းပြနေတဲ့ Danny Webber ကို England Lewisin အသင်းရဲ့နီးပြ Thomas Tuchel က Lewisin အသင်းမှာတချို့ပြန်ရွေးချယ်ဖို့ပြင်ဆင်ထားတယ်လို့ football.london ကဖော်ပြထားလို့34နှစ်ဝယ်ရှိတဲ့ Danny Webber ကဒီနေ့ရာသီ Premier League ဘိုးဘွဲမှာ၅ဂိုးသွင်းထားသူဖြစ်တဲ့ဖော်ဖော်ပါကလည်းချီချင်းဝတ်တန်းရအနေငယ်ရရှိခဲ့တဲ့အတွက် မူနာကိုရဲ့ပွဲစဉ်အချို့ကိုစောင့်ရမှာဖြစ်လို့ဖော့ပါအနေနဲ့လောလောဆယ်အနေထားရာသူ့ရဲ့ချန်ခံမှုတရားရဲ့ကလုံးပြေဝါဖို့အတွက်လိုအပ်ချက်တွေရှိနေတယ်လို့ဆိုပါတယ်ပက်ထရိုကတော့ဒါစီယိုအသင်းကထွက်ပြီးတော့ယာတီကုန်းမှာအနားယူနိုင်ပွဲရှိတယ်ဘာစလိုနာချယ်လ်ဆီအပါဝင်အသင်းများစုကိုကစားတဲ့ပက်ထရိုကလာဇီယိုကနေယာတီကုန်းမှာထွက်မှာဖြစ်ပြီးသူ့ကစားမပွားကိုအဆုံးသတ်ဖွဲ့ရှိကြောင်းဆိုထားပါတယ်ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားသာတင်ပါအားလုံးကျေးဇူးတင်ပါတယ်